ာတီမီမျိုးစီစက်ပြောင်းနေရတလားအောင်ရှိသွားပြီဖြစ်ပါယ်မက်ချက်စီကစိတ်ကူးပေါ့ရန်ဈေးပွဲတော်လုပ်လို့ရှိပြီအဲ့ဒါကတော့လာလေကြားရဲ့အတိုင်းတစ်ပါးသားတွေစီကနေဖန်တာငွေရချင်တာကြောင့်လို့တော့ကရှင်းပြပါတယ်အဲ့ချိန်ပြီးခဲ့တဲ့ဒီပြစီပြန်ပြန်ပွဲတစ်ခုမှာပိုဆွဲခဲ့တဲ့ကြော်ကြားတဲ့သူတယောက်ရဲ့သားအတော်ဆုံးမော့ဆရာဆိုတဲ့နေ့ကကြွားလုံးနေနဲ့ရောက်ချလာပါတယ်နေ့ကအဲမာကိုအာတီမီမျိုးနဲ့ပူပေါင်းမဲ့တကူတော်နေတဲ့နာမည်ကြီးမော့ဆရာမလို့ရှောက်ပြောနေရကြောင်းမလောင်မိုးတဲ့ဆက်ကတော့တတိပေးလိုက်ပါတယ်မီလီကတော့အဲမာကြောင့်မသိသေးရကြောင်းဆက်ကအဲမာကြောင့်ပြပြလိုက်တာပါ ။တပည့်စည်းပြန်ပြန်ဝဲမှာတော့နစ်ကတောင်းအမြင့်ပြီးတဲ့ကြိယာပါတဲ့နောက်ဆုံးပေါ်မော်ရယ်တပည့်စည်းရင်ထဲကိုလာပြိုင်တာပါ။မီလီကလည်းလာပြိုင်ပြီးဆက်ကတော့အမ်မာပြလိုက်တဲ့တပည့်စည်းပြန်နဲ့လာပြိုင်တာဖြစ်ပါတယ်။ဒေါက်ကတော့နှစ်ယောက်စာဝင်ကြီးပြလိုက်ရလို့ပူနေရပါ။ပွဲမှာပြုတ်ကြရင်လီလီပွင့်ပြီးပြုတ်ကြမှာပါ။ပွဲလာကြည့်သူတွေကိုလည်းပိတ်ကားမှာမော်ပညာနဲ့ပြန်ပွဲကိုတိုက်ရိုက်ပြသပေးနေပါရဲ့။ဂျာကပြောတာကတော့ပြန်ပွဲဝင်နေတဲ့မှာဆက်ရက်တပြက်စီကထိတ်တန်းတပြက်စီလို့ပြောလာတာ။မထင်မထားတာက Majesty တောင်ဝါကလည်းပြန်ပွဲဝင်ပြန်လာပြီးသူကယင်ကြီးကြီးနဲ့ဝင်ပြန်တာဖြစ်ပါရဲ့ ရင်ကတောင်ပိုင်းနဲ့ရင်းလိုက်တာသုံးအောင်လုံးပြုတ်ကျသွားပါပြီ။နေကတော့သူပထမရမယ်လို့ကြုံသွားနေရောရှေ့ကလူတွေကိုလည်းမြားရီအမြောက်တင်နဲ့ Majesty ကထုတ်ပြီး Millie ကတော့အကာအကွယ်မှော်အသုံးနေရပါပြီ။ Titan Bash နဲ့ဆက်က Majesty ရင်ကိုထိုးလိုက်ပြီး Majesty ကလည်းလွတ်ထွက်သွားပါရဲ့။ရင်ကပေါက်ဝဲတော့အချိန်နဲ့ Millie ကလွတ်ထွက်သွားပြီး Millie ကိုတော့ဆက်ကဖမ်းထားနိုင်ပါရဲ့။ Millie ကိုမထားခဲ့ပဲအတူပန်းဝင်မယ်ဆိုပြီးဆက်ပြိုင်နေ။နေကပန်းဝင်သွားရင်ပဲသူ့အချိန်မြင်လိုက်လို့ပြုတ်ကျသွားခဲ့တဲ့တကယ်ချင်းမျိုးကိုတော့ဆက်ကပတ်ခဲ့လိုက်တာပါ။ပြီးတော့ပန်းဝင်လိုက်တယ် ဘာပဲဖြစ်ဖြစ်နစ်ကအရင်ပန်းဝင်သွားတာကြောင့်ဆက်ကတော့စူချင်းမရလိုက်ပါဘူးဒီမှာရင်ပိုင်းတစ်ဆက်အပြေဆုံးသွားပါတယ်ဒေါကတော့မဲပါဟာသူ့ရဲ့ကြွေးရည်ကြောင့်ချစ်တာကိုညင်းပြီးတသက်လုံးနှုတ်ဆက်သွားမှာကိုစိုးရိမ်နေခဲ့ပါတယ်အကျွေးဆက်ဖို့အလုရှာပင်မဲ့ဘာလုံးမှမလုပ်ချင်နေပါဘူးနောက်ဆုံးမှာတော့အမီမရှိသေးရဲ့နမီးစစ်ကိုဖမ်းဖို့ဆိုတဲ့အလုပ်ကိုတွေ့သွားခဲ့တယ်သူကမလုပ်ချင်ပေမဲ့ဆက်နဲ့မီလီကတွေ့သွားပြီးအဲ့ဒီအလုပ်ကိုလုပ်ချင်သွားတာပါဘေးရများရကြအကျွေးရအတွက်အတိုင်းအတာတစ်ခုတည်းရအစဉ်ပြေသွားမှသေးကြတယ်။ဒါပေမဲ့ဒေါကတော့မလုပ်ချင်တာကြောင့်တနည်းကြောင်းနေရကြောင့်ဒီအလုပ်ကိုမလုပ်ချင်လို့အကြောင်းမျိုးမျိုးပြပြီးညင်းနေရပါ။ နေဘကရောက်လာပြီးတစုံတစအကြားကတောကိုပါဆွန်လာသူလို့ထင်တော့တာတောကချော်လဲရောက်ထိုင်နေသူကဆရာရဲ့ပုံစံဝင်ဖမ်းပြီးမေဘာရဲ့ထင်ကြီးမှုကိုရယူနေပါတယ်တင်းမော့နဲ့နမီးစစ်တော်ဖန်ရံနေရာကကရောက်လာကအပြင်ဘက်ကတာယာရဲ့လောကမဟုတ်ဘူးဘသူ့ကိုကာဝဲပြီးဘသူ့ကိုတိုက်ခတ်ရမယ်ဆိုတော့ကောင်းကောင်းသိယူပါလို့စက်ကိုမှားလိုက်ပါတယ်သူတို့တော့မှကရမ်မဲမျိုးကိုဖြစ်ပြီးစက်မှုကိလက်ကြံမျိုးဖြစ်တာကြောင့်စိတ်ယုံတွေကအမြဲတမ်းဝင်လှုပ်ရှားနေပါတယ်။ခေါင်းကောင်းရှိရဲ့နိုင်စင်လည်းရှိပြီးခေါင်းကောင်းတန်ကတော်တော်ကျဲပါတယ်။စိတ်ယုံတွေကအတန်လည်းတော်တော်ဆူရဲ။ဒါကြောင့်စကားကိုတော့ကြောင်းအောင်ပြောနေရတာပါ။ ရမယ်မျိုးကလူကြီးအတူတက်ဆုံးဖြစ်ပေမဲ့စစ်စေးခဲ့ရမှရှိဘူးလူတယောက်မှမတွေးရပဲစီရာရဲ့အုံရင်ရှာကြပါတယ်သူတို့ဘယ်နဲ့ရောက်နေတယ်လဲဆိုတာကိုသူတို့ကိုယ်တိုင်တော့မသိပါဘူးအဲ့ချေရမ်းလင့်မြန်နဲ့နမီစစ်ကိုတွေ့ရလို့လိုက်ကြည့်တော့တတိလေးဖြစ်ပြီးနှစ်ကောင်တောင်မှဆက်ကစကောတက်သုံးလိုက်တော့တကောင်ကမှောက်သွားတယ်အဲ့ချေတူကြီးကတီမိုတန်တို့ကထွက်ပေါ်လာကနမီစစ်နှစ်ကောင်ကလည်းထွက်ပြေးသွားပါတယ်လိုက်ကြည့်ရနမီစစ်ကနှစ်ကောင်နဲ့မဟုတ်ပဲအုတ်လိုက်ကြီးကိုဖြစ်နေတော့တာ ပြီးတော့မော်ဆာဂရင်ဆိုသူကလက်နဲ့ဆွဲထားလိုက်လို့ဆက်ကလည်းပြုတ်ကြပြီ MI တပည့်စီးပြန်လည်းကျိုးသွားခဲ့ပါပြီတပည့်စီးပြန်ကျိုးသွားလို့ဆက်ကစိတ်တို့ပြီးတက်ခဲ့ပေမဲ့ဂရင်ရဲ့အဆွမ်းကပိုပြီးကြီးမားနေပါရဲ့ရမန်မျိုးရဲ့စုံစမ်းစစ်ဆေးရေးဌာနကကိုနက်စီကိုအဆောက်အုံတစ်ခုကမော်ဆာတွေလွတ်လိုက်လို့ပြတ်သွားတဲ့အကြောင်းသတင်းကရောက်လာပါပြီဒီမှာရပိုင်း၁၁ကပြီးဆုံးသွားပါတယ်မြို့ကရဲမက်တွေကအဆောက်အုံပြည့်စည်သွားတဲ့မော်ဆာတွေကိုလိုက်ရှာနေလို့စစ်တုပ်ဖွဲ့ကလည်းအမှိုက်ပုံးနဲ့ဝင်ပုန်းနေရပါတယ်ဒရဂွန်တော့ကတော့ကိုနက်စီရောက်လာပြီးသူ့ခုံလေးပေါ်မှာတထေးလိုလာထိုင်နေတာကိုနက်ကတော့တင်းနေပါတယ် စတုကလည်းဇီယာယုံရောက်သွားပြီဇီယာဆိုတာကနမီးစစ်နှိမ်နေမှုအလုတ်ခေါ်တဲ့စာရေးသူပါသူတို့ကနမီးစစ်အကြောင်းကိုစုံစမ်းစစ်ဆေးရေးကိုပြပြရတာမယုံဘူးလို့ပဲပြောနေရပါဒါဆိုရင်ဒီမျိုးမှာနမီးစစ်တွေရှိတာကိုမြောက်ွက်ပြထွက်တာမို့လို့မှော်တောင်ခိုးကြောင်ခိုးဝဲတုံးရမယ့်ပုံစံပါပဲနမီးစစ်နဲ့တွေ့ခဲ့ပေါ်တဲ့ဇီယာရဲ့သားတာဂျင်းရဲ့တူထွက်လာခဲ့ပြီတနေရာမှာတော့ငှက်မွေးပွင့်နဲ့အပွင့်တပွင့်ကိုတွေ့ခဲ့ရပါတယ်အဲ့ဒီအပြင်အကိုင်းနဲ့ငှက်မွေးတွေကိုမှော်ဆရာသုံးဆောင်နေနဲ့ပြုလုပ်ကြပါရဲ့။အဲ့ဒီအချိန်ခင်းဆက်ဆက်ဆက်ရုံနေလောက်လာတဲ့အကြောင်းမြင်းနေရမတိမငင်းဖြစ်ပြီးမြေကြီးကလှုပ်ရှားလာပါရဲ့ ဒါကြောင့်ရဲမက်တွေကသူတို့မျိုးဟာကောင်းကင်ဘုံမှာဘောလုံးပေါ်အောင်လှုပ်ထားတဲ့အတွက်ဟိုက်ချန်းကြီးအောင်လူတွေကိုနေရာတစ်ခုမှာသွားစုခိုင်းတယ်။အဲဒီအချိန်ဆက်ကတော့နမိစစ်နှစ်ကောင်တီးထဲလိုက်ပါပြီ။မီလီကလည်းဝင်ကူဖမ်းမိရကြောင်နမိစစ်အရှင်သုံးကောင်ရောက်လာပြီ။တော့ကတော့မေဘာဟာသူ့ကိုအထင်ကြီးပြီးချီးကျူးတော့မယ်လို့စိတ်ကူးယဉ်နေခဲ့ပါတယ်။အရှင်ခုနှစ်ကောင်ကမီလီရဲ့မော့ထောင်ကျော်လေးတော့ဖမ်းမိခဲ့ပေမဲ့ဂရင်းကရောက်လာပြီးဖောက်ခွဲမှုလုပ်သွားခဲ့တယ်။ရဲမက်နှစ်ယောက်ကိုပတ်တည်းရင်နဲ့ပတ်ယူသွားပြီးတင်းတိုင်းမှာအခောင်းထဲထည့်လိုက်တာပါ။နမိစစ်တွေကိုတူရီယာတစ်ခုတီးမှုပြီးခေါ်တဲ့တသက်တစ်ယောက်ကလည်းရှိနေပါသေးတယ်။ ဒီမှာရပိုင်းဆက်နှစ်ကပြီးဆုံးတော့ပါတယ်။ရမ်မေမျိုးရဲမှာလူတယောက်ကတခြားမျိုးကသူတွေဟာမော်ပညာနဲ့အမိုးပြုတ်ကြအောင်လုပ်ခဲ့ကြတယ်။မျိုးလုံးတစ်ဖက်လက် Dragon Knock ကလည်းဒီလိုရောက်နေရကြတယ်။ဖွဲ့ရတက်ခဲမှုတွေကိုလည်းမကြခင်လုံးကြတော့မှဆိုပြီး Brainwash ဟောပြောွဲလုပ်နေပါတယ်။လူငယ်တဲ့ဆန်ကနေကအကြောင်းမဲ့ဖွဲ့ကိုရင်းမတော်တဆမှုလို့ပြန်ဖြစ်မှာကိုမျိုးသားတွေကစိုးရိမ်နေကြတာ။ဒီဟောပြောွဲကိုကိုနဲ့ကိုယ်တိုင်ကနောက်ွက်ကနေကြိုးကင်ပြီးလုပ်ခိုင်းတာဖြစ်ပါတယ်။ မော်ဆီယာရီနဲ့ဒိုင်နဘာသားတွေကိုလူတွေလိုက်ဖမ်းကြအောင်သွေးထိုးပေးနေတာဒါကိုဒရဂွန်နော့ကလည်းသိနေပြီဘိုဂျိုကြီးတော့နဲ့တမူထူးခြားသူတွေဟာဂျိုနဲမော်ဆီယာကောင်လေးရဲ့အန်နီယယ်ကိုသိနေလို့ဒီမျိုးစီလာနေကြောင်ပြောလိုက်တယ်ဂျိုနဲကောင်လေးဆိုတာဆက်ကိုပြောတာပါနမိစက်ကိုဖမ်းမိရင်တော့စုံွေရပေါ်မကျင်းသေးတော့တာကြောင့်ဒေါက်ကတော့ပြန်မလို့ပြင်နေပါတယ်ဆန်နဲ့မီလီကတော့ဘလိုပဲဖြစ်ဖြစ်နမိစက်ကိုတိုက်ခိုက်မယ်ဆိုပြီးကြံခဲ့လိုက်ပါတယ်ဘိုက်စာတို့တိုက်ရဲ့အိမ်ကိုပြန်တော့တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ပုံစံပါပဲ မြို့ထဲမှာစုံထင်းကန်တွေကိုလှုပ်ထားလို့ဆိုပြီးဒီအင်ကလူတွေကိုအာနာရှင်တွေခေါ်သွားချပြီလို့ဘေးအင်ကလူကပြောလာပါတယ်။ကိုနဲ့ကတွေးခဲ့ရလို့ဖမ်းပြီးပြည်သူတွေရှေ့မှာတော့တိုင်းသမားသားတွေနဲ့အစုံထင်းကန်လူတွေပေါင်းပြီးတနေ့ကအကြမ်းဖက်တာလို့မဟုတ်တမ်းတရားတွေဝါဒဖြန့်လိုက်ပါတယ်။မြို့သားတွေကိုသွေးထိုးပြီးမြို့သားတွေကလည်းခေါ်ပြပေါက်တူးတွေကင်ပြီး9000စားတွေလို့ပဲထားကြကုန်ပါပြီ။တော့ကတော့မပြတ်နိုင်သေးပဲစားစရာတွေနဲ့ကြောက်နေလို့တိုက်ကြဲဝင်ပုန်းနေတာပါ။မထင်မှာပဲဆုံးပြစ်ထားတဲ့အိမ်လုံးထဲမှာနမီးစစ်အတိုက်ကိုတွေ့သွားပါတယ်။ဒီအကြောင်းဆက်ကိုပြောမယ်လုံးနေတော့မှာပဲရဲမက်တယောက်ရဲ့ဖမ်းတာခံလိုက်ရတယ်။ တက်ကို9000ရာတွေကတီးရောမဲ့အချိန်ဆက်ကရောက်လာပြီးဝင်ကာဝယ်လိုက်ပါယ်ဆက်ကိုမော်ဆာမန်တိရောဂျိန်ဆန်မိမှကြောက်ပြီးတခြားသူတွေကထွက်ပြေးသားကြတာပါတက်ကဆက်ကိုကျေးဇူးတင်စကားပြောလိုက်ပြီးမီလီကသူ့ရဲ့မော်စကူတာနဲ့လာခေါ်သွားခဲ့တယ်။ဆက်ရတဲ့မျက်စိကကြိုးသွားခဲ့ပြီမို့လို့ပါ။ပေါ်ချာရီမြောက်ဘက်ကိမှတွေ့ရကိုကိုနဲ့ကပြည်သူတွေကိုနေရာမပြောင်းခိုင်းမဲလူမဆန်စွာနဲ့အမြောက်နဲ့ပါဆော့ပါတော့မယ်။တက်ရဲ့မိသားတွေကိုတော့သူ့ကိုကာဝယ်ပေးနေလို့ဆိုပြီးစုံစမ်းသူတွေကခေါ်သွားကြတာပါ။ကျွန်တော်တို့မကောင်းတာတစ်ခုမှမလုပ်ဘူးပါဘူး။ဘာလို့ခုလိုဖြစ်ရတာလဲ။အာနာရှင်ချောက်ဖြစ်ရတာလေ။ အဲ့ချိန်ဟာရောင်စာရီကပြေးဝင်လာတာကြောင့်မီလီကစုံသက်ဖို့လုပ်တယ်။ဒါပေမဲ့ဆက်ကစုံသက်သူတွေနဲ့ကိုနဲ့မှသာပြည့်စုံအောင်ပြောပြီးတားပါတယ်။ပြောမရတဲ့အစုံမီလီနဲ့တက်ကိုထမ်းပြီးတော့ထပ်ပြေးပါပြီ။ဒါပေမဲ့ကိုနဲ့ကအမြောက်တင်နဲ့ရောက်ချလာပြီးမော့ဆရာကိုလက်နဲ့ချဖို့လာပြောနေခဲ့တာပါ။ဒီမှာလည်းပိုင်း73ကပြီးဆုံးသွားပါတယ်။ဆက်တော့ကိုဖမ်းခံရပြီးငွေနဲ့လောက်ရင်လည်းထဲခံထားရတာကြောင့်မော့ပညာကိုတုံးလို့မရတော့ပါဘူး။ဒေါကလည်းနှိမ့်ဆက်ခံထားတဲ့ပုံစံပေါက်နေတယ်။ကိုနဲ့ကဆက်ကိုမြူသားရီစီပြပြီးသူကဖြက်စီးရေးသမား ။နမင်းစစ်တအုပ်ကိုလည်းဝက်ဖဲအနေနဲ့ဖွက်ထားသေးရဆိုရင်မဟုတ်တာလို့ရှောက်ပြောနေပြန်ပါပြီ။ဆက်ကသူတို့လူတွေအဖမ်းခံထားရတာကြောင့်ငြိမ်နေပေမဲ့နောက်ပိုင်းမှာတော့ကိုနက်ကိုပြန်လည်တိုက်ခိုက်ပါရယ်။သူကမော်စရာရီရင်မကပဲလမ်းသွဲ့ဆက်နဲ့မှာအရင်ကလေးကနေခဲ့သူတွေအကုန်လုံးကိုပါဖျက်ဆီးပစ်မယ်လို့ပေါ်တင်ပြောလာတာ။ဘာလို့လဲဆိုတော့ကိုနက်ကသူနဲ့တွေးခေါ်မတူလို့အခုခွင့်ရရတာနဲ့အပြောက်ရိုက်မလို့ပဲ။ဒါကိုဆက်ကလည်းလက်မခံပါဘူး။ကိုနကဆေးရည်တမျိုးတားလိုက်တော့ဗလားတွေနဲ့ဟော့လိုမျိုးဖြစ်လာပြီးဆက်ရက်ဘက်ကိုအမြောက်တွေနဲ့ပြစ်ခိုင်းလိုက်ပါတယ် အဲ့အချိန် green ကပေါ်လာပြီးအမြောက်တွေကိုစုပ်ယူပစ်လိုက်တာပါ green ကငံပွေးကလှုပ်ထားတဲ့ပစ္စည်းလေးတစ်ခုနဲ့ဆက်ရက်လက်ကဒဏ်ရာတွေကိုကုစားမော်တုံးပေးလိုက်ပါတယ်ပြီးတော့စုပ်ယူထားတဲ့အမြောက်တွေကိုကိုနဲ့ရံမက်တွေဘက်ကိုပြစ်လွတ်လိုက်တာပါအဲ့အချိန်နိုင်စင်နားမှာလေးစင်သမောင်းဖြစ်နေပြီးနမီးစစ်တွေကနိုင်စင်ဘော်ကိုတွေ့တက်နေကြပါတယ်တူရီရတန်လည်းထွက်ပေါ်နေပြီး hammer line ကတီးမုံနေရပါနမီးစစ်တွေလုံအောင်လှုပ်ထားတာကလည်းကိုနဲ့ရဲ့အစီအစဉ်တွေပါကိုနဲ့ရဲ့လှန်ကြီးနဲ့ဆက်ကတိုက်ခိုက်နေရဖြစ်ပြီးလှန်ကငွေဖြူနဲ့လှုပ်ထားတာဖြစ်တယ် ငွေဖြူကငွေနဲ့ထက်တန်းစင်နိုင်မှုပိုများပြီးတန်းစင်နိုင်မှုက82ရာခိုင်နှုန်းတည်ရှိရယ်ငွေနဲ့ထက်ငွေဖြူကပိုပြီးမော်ပညာကိုထိချုံနိုင်တယ်လို့ဆိုလိုတာပါရဲမဲတွေဘက်ကိုခလေးကြည့်ထားတဲ့မိမတယောက်ပြေးလာတာကိုမကယ်ပဲရဲကြည့်နေကြတယ်အမျိုးသမီးရဲ့နောက်မှာနမိစစ်တကောင်ပါလာပြီးဒရဂွန်တော့ဝင်ရှင်းပြလိုက်ပါတယ်တခြားမှာတော့ကိုနေရဲ့လှန်ကိုဆက်က meta drops score attack tighter bash စတိုက်သုံးပြီးတော့တက်ကိုကြကိဝါကိုတော့ပိတ်ခန်းလိုက်ပါတယ်ဆက်ရဲ့ဖယ်ဖယ်တိခိုက်နေတာကိုကိုနေကရိမ့်မိသွားချင်း dash ကလည်းကိရေကားကိုဖွင့်ပေးလိုက်နိုင်ပါတယ် မျိုးသားတွေမျိုးရိုးတွေကိုဝင်လာနိုင်အောင်ပါနမိတ်ဆက်တွေကမျိုးရိုးအပြင်ဘက်မှာတောင်းကျမ်းနေကြတာပါဒီမာရီယာပိုင်းဆက်လျာပြီးဆုံးတော့ပါတယ်ကိုနေကဟမ်မက်လိုင်းကိုသူ့ရဲ့ရဲလိုက်ကိုဖျက်ဆီးနေတာမို့လို့ကြိတ်သိနေပါတယ်ဟမ်မက်လိုင်းကလွန်ခဲ့တဲ့15နှစ်တုန်းကဇလတ်တပုတ်ကိုပြပြခဲ့ပါတယ်အရင်တုန်းကမှော်ဆဲပါလာတဲ့ခလေးငယ်တွေကိုထောက်ချပြီးမျိုးသားတွေကလည်းထောင်မြင်ကနေမှော်ဆရာတွေကိုတက်ပြစ်ဖို့အော်ဟစ်နေခဲ့ကြတယ် ကျောင်းကပြန်မှာကလူကြီးတယောက်ကတော့အဆိုပါအော်ဒါနဲ့ကိုဂိမ်းမဆိုင်ပဲကိုယ့်ဘာသာနေဖို့အားနေဒီတူရီယာလေးကိုမှုန့်နေဖို့ပြောပြီးသူကအရင်မှုတ်ပြလိုက်ပါတယ်။သူမှုတ်ပြတာနားထောင်မကောင်းဝင်မဲ့ဟာသားလို့ဖြစ်ပြီးကလေးရီယာရီကြတယ်။အဲ့လူရဲ့နာမည်ကအဆုမဲလို့ခေါ်ပြီးတူရီယာကိုကလေးရီပဲပေးလိုက်တော့ဟမ်မန်လိုင်းကအရင်မှုတ်ကြည့်ပါတယ်။သူတို့အဆင်ပြေနေတာကိုကြီးမြတ်သူတယောက်ကရောက်လာပြီးဒူလေးနဲ့ချိန်ချောက်ပါတယ်။တကယ်ကအဲ့ဒါကိုနက်ဖြစ်ပြီးအဲ့တုန်းကတော့ရဲမဲအဆင်မဲရှိပါသေးတယ်။အဆုမဲကဘုံမှုစိတ်ဖြစ်ပြီးကိုနက်ကိုဝင်ကောတော့ပါတယ်။ကိုနက်မတူတဲ့ယာတွေကိုလက်ခံနိုင်မှုနဲ့ဒီကလေးတွေကလူတွေပဲမဟုတ်လို့သူတို့နဲ့အတူတူပဲလို့ပြောပြီးဆုံးမခဲ့ရပါဗျ။ ါကိုကိုနက်ကလက်မခံကြပေမဲ့ရဲမဲအဆင့်မရှိသေးရဆိုတော့အာမတန်မန်ရှော့ပြီးတော့ထွက်သွားခဲ့ရတယ်။ဒါပေမဲ့ညကျတော့ကိုနက်ကခလေးတွေကိုစိတ်ကောင်းရှိသလိုလိုနဲ့လှုပ်ပေးလိုက်ပြီးခလေးတွေမျိုးတွေရောက်တော့မှမျိုးသားရဲနဲ့ရတိုက်ပေးခဲ့ပါတယ်။ဥပဒေချိုးပေါက်ပြီးထွက်ပြေးလာတဲ့ဘာညာပေါ့မျိုးသားရဲလက်ချက်နဲ့ခလေးတွေကတေကုန်ပြီးဟမ်မလိုက်တယောက်တည်းအသက်ရှင်ခဲ့ပါတယ်။ဦးစုမရောက်လာတဲ့အချိန်မှာရဲရဲနောက်ကျသွားခဲ့ပြီးဟမ်မလိုက်ကိုတော့ထောင်ထဲပြန်ထည့်လိုက်ရပါတယ်။နောက်နေ့ရက်မှာတော့မိုးဘော်ကအလုံးစုံပြုတ်ကြလာပြီးနမီးစစ်တွေရောက်လာကြပါတယ်။ ဂျိုရင်းဆိုင်ကအနေထားမှာပုံမွေးဆုမဲ့ကိုကိုနက်ကနောက်ကျောကနေဓာတ်နဲ့ထိုးပြီးလှုပ်ချန်လိုက်ပါတယ်။ဒါကိုဝင်တားတဲ့နောက်ထပ်ရဲမက်ကိုလည်းကိုနက်ကလှုပ်ချန်လိုက်တာပါ။ဟမ်မလိုက်ထပ်ပြီးအားငင်းလာလို့တူရီယာမဟုတ်လားနမီးစစ်တွေရောက်လာခဲ့ရုံနဲ့သူ့ကိုမတိုက်ခိုက်တာတွေးရှိခဲ့ရတယ်။ကိုနက်ရဲ့အမျက်ပစ်ချက်ကြောင့်လမ်းသွယ်ဆက်သုံးကသူ့ကျုံးမော်ကနေဆိုင်းတူပြုတ်ကြပြီးအောက်ဘက်စီကိုပြုတ်ကြသွားတာပါ။ဦးစုမဲ့တရားတော်ကိုထောင်ထဲကနိုင်ငံခြားသားလက်ချက်လို့ကိုနက်ကတရင်လွှင့်ပြီးသူ့ကပုံမှုဖြစ်ရာထူးတက်ယူလိုက်တာပါ။ဟမလန်ကဒီကြောင်းတွေကိုနိုင်စင်မောင်ကနေပြောနေရဆိုတော့မြူသားတွေရောကိုနဲ့ဆက်တို့ဒီမျိုးကလူတွေအကုန်လုံးကြားနေရပါတယ် ကိုနဲ့ကိုမျိုးသားတွေကအယုံကြည်မရှိတော့ပေမဲ့ဟမ်မလိုင်းကလည်းမျိုးသားတွေကိုကူညီဖို့မရှိပါဘူး။ကိုနဲ့ရဲ့ဆန္ဒတွေဖြစ်လာရတာကမျိုးသားတွေကြောက်မယ်။သူ့တငယ်ချင်းသုံးယောက်ကိုလည်းဒီမျိုးသားတွေကပဲယူမိုက်ဆောင်နဲ့မစင်စားမစင်ချင်းဝါရမိုင်းမိပြီးတက်လိုက်ကြတာပဲလေ။ Green ကလည်းရောက်လာပြီးအခြေအနေတွေကိုကြည့်နေကြတာပါ။ရမက်တွေကမလုပ်ချင်ပေမဲ့အမြောက်တွေကိုလမ်းသွက်ဆန်းတွေကိုရွှေ့ဖို့ကိုနဲ့ကပြောလို့တွားလုပ်လိုက်ရတယ်။ကိုနဲ့လှန်တဲ့ဝင်ဒိုးတာကိုလက်တပတ်ထင်းနဲ့ရိုက်ချလိုက်ပြီးဆက်ကရလာတဲ့ဒဏ်ရာတွေကိုလည်းကိုနဲ့ရဲ့လှန်တွေကနေစိတ်ဆွမ်းအားထိချုပ်ပြီးဆုပ်ယူနေတာဖြစ်ပါတယ်။ဒါကသူ့ကိုကူစားစေနိုင်ပါတယ်။ ။လန်နေကချွန်နေပစ်ချက်ကိုလည်းဆက်ကလေပေါ်ကနေဂရင်းလုံးမျိုးဆော့ယူလိုက်ပြီးဒီမျိုးကအတ္တမသုံးလူသားကိုနဲ့ကိုထိုးချပစ်လိုက်ပါပြီ။ဒီမှာရပါတဲ့ဆောင်ကပြီးဆုံးတော့ပါတယ်။